တောအုပ်ကြီးထဲမှာမိโกများထူထဲလာတဲ့နေ့တစ်ကလာအုပ်တကောင်ကနှပါတဲ့အမောင်းနဲ့လှုပ်ရှားနေတဲ့ဓာမိုးစကက်ကိုမြင်ရတီမာမီးလောင်နေတယ်။အားလုံးပြေးရမယ်လို့သူကပြောတယ်။ဒါပေမဲ့မြကြီးတခုကနန်းကိုပိတ်နေတယ်ခြေထောက်တို့တဲ့ယုံကလေးမီးပွားတွေကြားကခုန်ထွက်လာပြီးငါတို့တစ်သားတရားကိုပြန်ဆောက်ရမယ်လို့ပြောတယ်။ ဒါပေမဲ့တစ်သားတွေက လေးလံလွန်းနဲ့မြေပုတ်တင်းညီကပြုံးပြီးငါအစွမ်းကိုတုံးကြဆိုလို့ပြောကသူ့ခြေသေးတွေနဲ့မြေကိုတူးပြီးရေမြောင်းလေးဖောက်ပေးတယ်။ရေတွေစီးဝင်လာတော့မီးတွေတဖြည်းဖြည်းငိမ့်သွားတယ်။ဒါပေမဲ့နေပြင်းတွေကြောင့်မီးတောက်တစ်ခုကတစ်ပင်ကြီးပေါ်ကိုပြန့်တက်နေတယ်။အဲ့ဒီအချိန်မှာအနီရောင်အင်းနဲ့စွန်ပလွဲငှက်ကြီးမိုးပေါ်ကနေတက်ဆင်းလာပြီး သူ့အတောင်ပံကြီးတွေနဲ့လေကိုရိုက်ချိုးလိုက်တယ်လေပြင်းတွေပြောင်းပြန်လှည့်သွားတာနဲ့မိတောက်ကမြစ်ထဲကျသွားတယ်တနာရီကြာမှာတောအုပ်ကြီးအေးချမ်းသွားပြီးတားငှက်တွေပျော်ရွှင်စွာပြန်ဆုံကြတယ်ယုံကလေးကရှူပါးကိုကြည့်ပြီးငါတို့တယောက်တည်းဆိုရင်မဖြစ်နိုင်ခဲ့ဘူးလို့ဝန်ခံတယ်စွန်ပလွဲကလည်းအားလုံးရဲ့စွမ်းရည်ကမတူဘူး ဒါပေမဲ့ပေါင်းလိုက်ရင် ရွှေရောင်မိုးကုတ်ဆော့ဝိုင်းလိုလှပါတယ်လို့တချင်းဆိုလိုက်တဲ့အဲ့ဒီနေ့ကစပြီးတောအုပ်ထဲကတတဝါတိုင်းဟာတဦးကိုတဦးဂယုစိုက်တက်လာကြတယ်။ဘာကြောင့်လဲဆိုတော့ရွှေရောင်မိုးကုတ်ဆော့ဝိုင်းကသူတို့ရဲ့အတူတူရှိမှုကိုတတိယစေပါတယ်။